အားလုံးမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးကစားသတင်းအစုံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025 2026 AFC Women Champion League ရဲ့ Group C ဒုတိယအုပ်စုပွဲစဉ်နေ့အဖြစ် ISP Women စီတင်ကဒိုချိုဗာဒီပလီစာအသင်းနဲ့နိုမာ12ရက်နေ့ပုဒုဟုနေ့မနက်ဖြန်မွန်လွဲ3:00အချိန်မှာရှင်မြန်ကစားသွားမှာဖြစ်ပါတယ် 2025စီဂိမ်းပြိုင်ပွဲဝင်မြမယူ22ပြည်အသင်းကိုမြမလီစင်ဟောင်းနေဖြစ်တဲ့ဦးစောလင်းထွန်းအသင်းမန်နေဂျာနဲ့ဦးမြင့်မင်းထွန်းဤပြကျုပ်တို့ကဥဆောင်ပြီးတော့ယခုစီရင်တိုင်းဖွဲ့စည်းထားပါတယ်။လက်ရှိမှာမြမယူ22အသင်းနဲ့ပြည်အသင်းဆိုပြီးတော့အသင်းနှစ်သင်းရှိပြီးတော့ခြေစံပွဲတွေကစားထားပြီးတော့စီဂိမ်းပြိုင်ပွဲဝင်အသင်းအဖြစ်ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ မြန်မာယူ22အသင်းအနေနဲ့မြန်မာလေဆိုင်အသင်းနဲ့လည်းလာမယ့်နိုဝင်ဘာ18ရက်နေ့ညနေ9:00နာရီဒုဝနဘလုံးကမှာစီကိန်းအချိုးအထူးခြေစားပွဲဖြစ်ကစားသောမှာဖြစ်ပြီးတော့ပြည်သက်တည်းအခမဲ့ကြီးရှုနိုင်သလိုပြုသက်မှလည်းတရရထုံးလင်းပြသောသမှာဖြစ်ပါတယ်မြန်မာ National League လည်းရနာဘောအစီအသင်းကကိုပိုင်အင်ကွေးတိစောက်သောမှာဖြစ်တယ်လို့သိရှိရပါတယ်ပြည်သက်8000ဝန်းဆောင်သောမှာဖြစ်ပြီးတော့ခင်မီဒီဇိုင်းအသင်းနဲ့တိစောက်သောမှာဖြစ်ပါတယ်မြန်မာ National League ရဲ့အခြားကလပ်အသင်းတွေအနေနဲ့လည်း ွင်းကြီးမဟုတ်ဘူးဆိုရင်တော့မှပြိတက်3500ဆန့်ကွင်းနေစောက်တင်နေပါပြီအပြင်မှာပြိတက်ကအဆင်သင့်ရှိပြီးသားဖြစ်ပါတယ်ထိုင်းလီဒူထရက်စီတင်ရဲ့မြန်မာလူစင်ရဲ့တိုက်ဆက်မှုတမ်းပိုင်းကထိုင်းလီဒူကလပ်ပွဲစဉ်မှာနောက်ထပ်သွင်းကိုတကူကိုထပ်မံရရှိသွင်းယူပေးနိုင်ခဲ့ပါတယ်ဖီဖာနိုင်ငံတကာရဲ့အဆင်ပြောင်းဝက်ကာလအတွင်းမှာမြန်မာလူစင်ရဲ့အသင်းနဲ့စီးကင်းမြောင်ဝင်မဲ့မြန်မာ U22 အသင်းတို့ရန်ကုန်မြို့သူမနာဘောလုံးကွင်းမှာခြေစံပွဲကစားတော့မှာဖြစ်ပါတယ် ခြေသမ်းပွဲစဉ်တွေကိုနိုမာ16ရက်နေ့မှာကစားသမှာဖြစ်ပြီးတော့မြန်မာဘောလုံးချစ်ပေးသက်တွေကိုလည်းအခမဲ့ဝင်ရောက်ကြည့်ရှုခွင့်ပေးသားမှာဖြစ်ပါတယ်2026ခု AFC U20 အာရှဖလားချင်းစစ်ပြိုင်ပွဲမြန်မာအသင်းပွဲစဉ်တွေအနေနဲ့နိုမာ22ရက်နေ့မြန်မာစံတော်ချိန်ညနေ၄နာရီမှာမြန်မာနဲ့အဖဂန်နစ္စတန် နိုမာ24ရက်နေ့မြန်မာစံတော်ချိန်ညနေ၄နာရီချိန်မှာမြန်မာနဲ့နီပေါ်နိုဘာ28ရက်နေ့မြန်မာစံတော်ချိန်ညနေ၄နာရီမှာမြန်မာနဲ့အိုမန် နိုဝင်ဘာ30ရက်နေ့မြန်မာစံတော်ချိန်ညနေ၄နာရီချိန်မှာမြန်မာနဲ့ဆီးရီးယားအသင်းတို့ရှင်မြန်ကစားတော်မှာဖြစ်ပါတယ်2027 AFC အရှာဖလားချိန်စပွဲတတိယအဆင့်ပွဲစဉ်အဖြစ်မြန်မာနဲ့အဖဂန်နစ္စတန်အသင်းတို့နိုဝင်ဘာ16ရက်နေ့မှာရှင်မြန်ကစားတော်မှာဖြစ်ပါတယ်မလေးရှားကလပ်တီယန်ကနူအသင်းရဲ့မြန်မာလေးစင်ကိုလည်းသူဂျော်မင်းဦးကမြန်မာနဲ့အာဖဂန်နစ္စတန်အသင်းတို့ရှင်မှန်ကစားသွားမယ့်အာရှဖလားချေသပွင့်ကိုပါဝင်သွားမှာဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်သင်းရဲ့အင်္ဂလန်တိုက်စစ်မှုခေါင်းရိုနီကဆန်ဒါလန်အသင်းကောင်းဆောင်ချာကာကယခုရာသီပရီးမီးယားလိရဲ့အကောင်းဆုံးခေါ်ယူမှုဖြစ်နိုင်တယ်လို့သုံးသပ်ခဲ့ပါတယ်။ချာကာ33နှစ်ကဆန်ဒါလန်အသင်းထံယခုနေရာဒီမှာရောက်ရှိလာပြီးတော့17ပွဲကစား16မှတ်နဲ့စတုဒ္ဒနေရာယက်တီနိုင်အောင်အဓိကဆွမ်းဆောင်ပေးထားနိုင်တဲ့သူတွေတဲကတအုပ်ဖြစ်ခဲ့ပါတယ်။အာဆင်နယ်အသင်းကွယ်လှယ်လူဟောင်းရဲ့အတွေ့အကြုံနဲ့ဦးဆောင်မှုရည်သွေးကဆန်ဒါလန်အသင်းကိုပုံမိုးများစွာအကျိုးရှိစေခဲ့ပါတယ်။ သူကပရီးမီးယားလိပွဲအားလုံးပွဲချိန်ပြေကစားထားပြီးတော့တကူသွင်းသုံးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။အာဆင်နယ်ကွင်းလယ်လူလဟောင်းချာကာကယခုရသည်မှာလီဗာကူဇင်းအသင်းကနေပြောင်းရွှေ့ချေပေါင်း73သန်းနဲ့ဆန်ဒါလန်အသင်းစီကိုရောက်ရှိလာတာဖြစ်ပါတယ်။ဆတ်တို့အသင်းတိုက်စစ်ကစားသမားနေမှာကဖလာမင်ဂိုနဲ့ပွဲမှာသုံးကိုပြည့်နဲ့ရှုံးနေတဲ့ချိန်လူစားလဲခံရလို့ဒေါသထွက်ခဲ့ပါတယ်။ နေမာကတနင်္ဂနွေနေ့ကစားခဲ့တဲ့လိပွဲစဉ်မှာပွဲတက်ကစားခဲ့ရပြီးတော့85မိနစ်မှာလူသားလဲခံခဲ့ရပါတယ်။နေမာအနေနဲ့ကိုင်းနေကထောက်ခွာလာတဲ့အချိန်မှာနီးပြရဲ့လူသားလဲမှုကိုမေးခွန်းထုတ်ခဲ့ပြီးတော့အရန်ခုံမှာထိုင်ဖို့ညှင်းဆန်းခဲ့ပြီးတော့ဘိုးရဲ့စားလဲခံတဲ့အထိတန်းဝင်သွားခဲ့ပါတယ်။စက်လူအတင်ကနေမာထောက်ခွာသွားပြီးမှနောက်ကျ9နှစ်ကိုပြန်သွင်းခဲ့ပေမဲ့2ကို3ကိုရလနဲ့ရှုံးနေခဲ့ပါတယ်။စန်တိုအနေနဲ့ဘရာဇီးစီးရီးပြိုင်ပွဲမှာအဆင့်18ရာရောက်ရှိနေပြီးတော့တန်းသင်းဆုံးထဲမှာရောက်ရှိနေပါတယ်။ဘောလုံးကစားနေစားမှုတွေ